အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုးဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ Mona Lisa ပကြီကားကဘာကြောင့်နာမည်ကြီးခဲ့တာလဲ Mona Lisa ဟာဘယ်သူလဲ Mona Lisa Monalisa ဟာ Leonardo Da Vinci Leonardo da Vinci ရဲ့ကဘာကျော်ပကြီကားတစ်ချက်ဖြစ်ပြီးဂင်းရဲ့ဇာတ်ကြောင်းဆိုတာကိုတမိုင်းပညာရှင်တွေကအချက်လက်တွေနဲ့ယူဆချက်တွေရုပ်ပြွန်ပြီးလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့ပကြီကားတစ်ချက်အနေနဲ့သူ့မှာတာမန်ဇလန်တစ်ခုလိုအစအဆုံးပြတ်သားတဲ့ဇာတ်ကြောင်းမျိုးမရှိပါဘူး။ ဒါအစားသူ့ရဲ့နောက်ွယ်ကတမိုင်းနဲ့လူတွေရဲ့စူးစမ်းခြင်းစိတ်ကိုဖြည့်ဆည်းပေးနိုင်တဲ့အချက်လက်တွေလို့ဝတ်ဆန်းကျင်မှုတွေရှိပါတယ်။မိုနာလီဇာရဲ့မူလစစ်မြစ်မိုနာလီဇာဟာ1503 1506ခုနှစ်လောက်ကတည်းကလီယိုနာဒိုကစတင်ရေးဆွဲခဲ့တာဖြစ်ပြီးအချို့က1510ခုနှစ်လောက်မှအပြီးတက်ခဲ့တယ်လို့ယူဆကြပါတယ်ဒီပကြီကားကိုသူ့ရဲ့နောက်ဆုံးနှစ်တွေမှာပြင်သစ်ဘုရင် Francis တကူရောင်းချခဲ့ပြီးအခုဆိုရင်ပါရီမြို့ရှိလူဘာ Glover ပြတိုက်မှာထားရှိထားပါတယ်ဒီပကြီကားရဲ့အဓိကဆွဲဆောင်မှုကတော့ပုံထဲကအမျိုးသမီးရဲ့မတဲမကွဲအပြုံးနဲ့လျှို့ဝှက်စမ်းကြတဲ့အကြည့်ပါပဲမိုနာလီဇာဘယ်သူလဲ တမိုင်းပညာရှင်တွေရဲ့အဓိကယူဆချက်ကတော့ဒီပုံတွေကအမျိုးသမီးဟာလီဇာဂျီရာဒီနီလစ်ဆာဂရဒနေဆိုတဲ့အီတလီမျိုးကံအမျိုးသမီးတူဖြစ်တယ်လို့ပါ သူကဖလော်ရင်မျိုးဖလော်ရန့်စ်ကချမ်းသာတဲ့ပိုးထည်ကုန်သည်ဖရန်ချက်စကိုဒဲဂျိုကွန်ဒိုဖရန်စက်စကိုဒိုဂျီကန်ဒိုရဲ့ဇနီးဖြစ်ပါတယ်ဒီလိုမျိုးပကြီကားကိုလက်ကျခံတဲ့ဂျိုကွန်ဒိုမိမလလေးလို့လည်းခေါ်ကြပါတယ်ဒါပေမဲ့ဒီမျိုးသမီးကဘသူလဲဆိုတာလီယိုနာဒိုကိုယ်တိုင်တရားဝင်မှတ်တမ်းမထားခဲ့တာကြောင့်တရားတည်ချမှုမရှိပါဘူး ခြားယူဆချက်တွေအရတော့တချို့ကဒီပုံဟာလီယိုနာໂດရဲ့ကိုစားပြုပုံတစ်ခုဒါမှမဟုတ်သူ့ရဲ့စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်တယ်လို့ယူဆကြပါတယ်။တချို့ကတော့သူ့ရဲ့မိခင်ဒါမှမဟုတ်သူချစ်ရတဲ့အမျိုးသမီးတဦးရဲ့ပုံဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ပိုပြီးထူးဆန်းတဲ့အယူဆတစ်ခုကတော့မိုနာလီဇာဟာလီယိုနာໂດကိုယ်တိုင်အမျိုးသမီးပုံစံနဲ့ရေးဆွဲထားတဲ့ကိုပုံတူလို့ဆိုကြပါတယ်။လူဝတ်စမ်းကျင်မှုတွေ မိုနာလီဇာရဲ့စက်ကြောင်းကိုစိတ်ဝင်စားစရာကောင်းစေတာက သူ့ရဲ့လှုပ်ဝက်စမ်းကျင်မှုတွေပါ။အပြုံးရဲ့လှုပ်ဝက်ချက်သူ့ရဲ့အပြုံးကတခါတလေပျော်ရွှင်နေတယ်လို့တခါတလေဝမ်းလဲနေတယ်လို့ပြောင်းလဲနေတယ်လို့ခံစားရပါတယ်။ဒါကလီယိုနာໂດရဲ့ရှီယူမနစ်ဆိုတဲ့အယောင်ဖြုတ်ဖြုတ်နဲ့အလင်းအမှောင်ရောစက်နည်းပညာကြောင့်လို့ဆိုပါတယ်။နေ့အကြီးရဲ့ထူးခြားမှုသူ့မျက်လုံးတွေကကြည့်တဲ့သူကိုဘယ်နေရာကနေကြည့်ကြည့်လိုက်နေတယ်လို့ခံစားရပါတယ်။၃နောက်ခံရှုခင်း ပကြီကားရဲ့နောက်ခံကအီတလီရဲ့တောင်တန်းတွေနဲ့မြစ်တွေကိုပုံဖော်ထားပေမဲ့တကယ်တဘာဝနဲ့မတူညီပဲစိတ်ကူးရင်ဆန်ပါတယ်။တမိုင်းဝင်အဖြစ်ပြက်တွေ1910ခုနှစ်ခိုးယူမှုမိုနာလီဇာကို လူပါပြတိုက်ကနေအီတလီလူမျိုးဗင်ချန်ဇိုပီရူဂျီယာဗင်စန်ဇိုပရာဂီယာဆိုသူကခိုးယူခဲ့ပါတယ်။သူကဒီပကြီကားကိုအီတလီကိုပြန်ယူလာခြင်းလို့ဆိုပါတယ်။နှစ်နှစ်အကြာမှာပြန်တွေ့ခဲ့ပြီးပြတိုက်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒီဖြစ်ရဲ့ကြောင့် မိုနာလီဇာပို့ပြီးကြော်ကြားလာခဲ့တာပါအနေရကနေကာကွယ်မှုဒုတိယကမ္ဘာစစ်အတွင်းနာစီတွေလက်ထဲမရောက်အောင်ပြလိုက်ကလှုပ်ဝက်နေရမှာတင်ထားခဲ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတိကျင်သေးတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါဦးဗျာ